KNU ကဖအံမြို့နယ်ထဲမှာစစ်ကော်မရှင်ကလုံးမဲ့ရွေးကောက်ပွဲကိုလုံးဝခွင့်ပြုမှာမဟုတ်ဘူးလို့ပြောဆိုလိုက်ပါတယ်။ကရင်မျိုးသားအစည်းအုံး KNU ဟာစစ်ကော်မရှင်ကလာမဲ့ဒီဇင်ဘာလ28ရက်နေ့မှာကျင်းပဖို့ပြင်ဆင်နေတဲ့အတူရောင်ရွေးကောက်ပွဲကို ပြက်ပြက်သားသားဆန့်ကျင်သွားမယ်လို့ထုတ်ပြန်ပါတယ်။ဒီ KNU ဒူးတထူးခရိုင် ဖအံမျိုးနဲ့အလုံအမှုဆောင်ကော်မတီကနိုဝင်ဘာလ18ရက်နေ့မှာထုတ်ပြန်တာဖြစ်ပြီးတော့သူတို့ထိန်းချုပ်နေမိတဲ့မှာစစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲကိုလုံးဝခွင့်ပြုမှာမဟုတ်ပဲစန့်ကျင်သွားမယ်လို့ဆိုပါတယ်။ KNU ရဲ့ပြောဆိုချက်အရစစ်ရာဇဝမှုတွေကို ကျူးလွန်နေတဲ့စစ်ကော်မရှင်ဟာစစ်မှုထမ်းဥပဒေနဲ့ဒီစစ်ဘေးဒဏ်တွေကိုအတုံးချပြီးတော့ပြည်သူတွေကိုဖိအားပေးနေပါတယ်။ဒီလိုမျိုးလောက်တာဟာပြည်သူတွေကိုနေရမပြောင်းနိုင်အောင် လုံနေရုံတည်း ကပဲဂျန်နဲ့ပြည်သူတွေကိုပါချိန်ချောက်ဖိအားပေးပြီးတော့အတင်းအဓမ္မမဲပေးခိုင်းစေမှုတွေနဲ့ပါရင်ဆိုင်နေရတယ်လို့ဆိုပါတယ် ဒါအပြင်စစ်တပ်ကကျင်းပမဲ့ရွေးကောက်ပွဲဟာပြည်သူတွေအာနားလည်ရခက်ခဲတဲ့မဲပေးတဲ့စနစ်တွေကိုပါအသုံးပြုနေပါတယ်။ electronic မဲပေးတဲ့လုပ်ငန်းစဉ်တွေကိုလည်းသူတို့လိုချင်တဲ့အဖြေကိုထုတ်ယူနိုင်ဖို့အတွက်အသုံးပြုနေတာလို့ထောက်ပြထားပါတယ်။ဒါကြောင့်ဒီရွေးကောက်ပွဲဟာမှန်ကန်တဲ့ရလဒ်မဟုတ်ပဲပြည်သူသဘောဆန္ဒကိုအလွဲသုံးစားလုပ်တဲ့အတုအယောင်ရွေးကောက်ပွဲဖြစ်တယ်လို့ KNU ကသုံးသပ်ထားပါတယ်။ဒါကြောင့်မို့လို့ဖအံမြို့နယ်တွေကပြည်သူ တွေအနေနဲ့စစ်အာဏာရှင်တက်ဆိုးရှေစီမဲ့ဒီရွေးကောက်ပွဲမှာပူပေါင်းပါဝင်တာမျိုးမလုပ်ပဲအကြမ်းမဖက်တဲ့နည်းနဲ့ဆန့်ကျင်သွားဖို့နဲ့မဲဆန္ဒတွေကို အလဲဝဲတုံးစားပေါ့လေပြုတ်ခွင့်မပေးဖို့တိုက်တွန်းနှိုးဆော်ထားပါတယ်